အဲ့ဒီအိမ်ဆောက်ခဲ့ပေးတဲ့ကျေးဇူးရှိတဲ့ကြောင့်သူ့ကိုကျွန်တော်ကပျံဆရာနေကန်ထရိုက်တာဖြစ်အောင်နော်ကန်ထရိုက်တာပြတော့သပွေးသပွေးမှပြောင်းတော့မကောင်းဘူးသူရဲ့စိတ်ညစ်စရာတခုတော့ပြောဗာစိတ်ညစ်စရာရှိတယ်စင်ရစရာတော့ညနောက်လိုက်တော့ free ရိုက်တာပါနောက်လိုက်ကတော့ဒီတိုင်းပဲနေကုန်ပြီးတာပဲဘုရောညအိမ်မပြောဘူးအဲ့ဘုရားအိမ်ပြောသေးတာမလက်တော့ကိုသေးတာလေ မင်္ဂလာပါကျွန်တော်ဒီနေ့ဆွေလက်ပိုင်းကုမ္ပဏီရဆောက်လုပ်နေတဲ့နေရာလေးကတော့ဒီယတနာဒီဘမှာရှိတဲ့ P80 ပတ်လည်မြေကွက်ပေါ်မှာ square feet 2400ကျဲတဲ့ classic ပေါ့နော်အိမ်ပုံစံလေးဒုက္ခပြေသာအိမ်ပုံစံလေးကိုအဲအိမ်လေးကိုတိဆောက်နေဖြစ်ပါတယ်တိဆောက်ရေးကာလတော့နှစ်လအတွင်းမှာကျွန်တော်ဒီဆရာဦးဦးအောင်မျိုးဝင်ပေါ့နော်ကျွန်တော်ဆရာသူကရခင်တော့ကတော့ပယံဆရာပေါ့လက်ရှိတော့ contract ဖြစ်နေတယ် ပြီးခဲ့တဆိုင်စပြီးတင်ပေးထားတယ်သူဘဝမြင့်တင်ပေးလိုက်တာအရင်ဘလောက်ပြုတ်သွားလဲတော့ငယ်မှသူ၅သိန်းလောက်သူရှုံးသွားတယ်တဲ့အာကျွန်တော်ကိုပြန်ပြပြောထားတာနော်ဟုတ်ကဲ့ပါပြန်ပြပြန်ပြောထားပြန်ပြပြန်ပြောထားတယ်ကျွန်တော်တို့ ਨੇ လုံးလုံးရှုံးတာတော့သူသုံးမကြလို့ရှုံးတာသူလူသမားဒီဆောက်လေလူသားရုပ်တိချာစီမံခန့်ခွဲမှုတွေ ਨੇ ပထမအဆင့်ဆိုတော့ပထမလုံးဆိုတော့နော်ဟုတ်ကဲ့ပထမလုံးစီမံခန့်ခွဲမှုလေးနေငယ် အားနေခဲ့တော့သူပစ္စည်း၅သိန်းလောက်သူကန်ထရက်မှာစလုပ်ရစီပါနော်ဟုတ်ကဲ့စတိုးဆိုင်တဆိုင်နဲ့ပါအဲကောပေါင်လဲအဲကောတလုံးပြတ်သွားအဲ့တော့ကျွန်တော်ကပြန်ကူညီမဲ့ပြောထားတယ်နောက်သူ့ကိုအရင်ပေးထားတဲ့ Alien Square 1000ပဲရှိတယ်တိတိလေးပေါ့သူစူးစမ်းရတဲ့ကြောင်ကျွန်တော်တို့ကခေါင်းဆောင်ဖြစ်တဲ့ကြောင်နောက်လိုက်အချိုးပြုတ်မဲ့စီစဉ်လေးဆောင်ပြီးတော့သူ့ဒီမှာ square feet 2400เนาะတပည့်ဟုတ်2400 2400ဟိုသူစူးစမ်းရတဲ့ကြောင်ဒီတိုင်လေးတွေနဲ့ ညာလေးလောင်းတာနှစ်လအတွင်းမှာအာကျွန်တော်လုပ်ငန်းထဲမြန်သွားပြီပေါ့နော်သူနောက်ွယ်မှာတော့ကျွန်တော်ကုမ္ပဏီက engineer 900လောက်ကသူ့ပတ်မိုးပေးတယ်ဘာလို့ဆိုသူကပြန်ဆရာဖြစ်တဲ့ကြောင်ဒီတိုင်းပဲဆက်သွားမယ်ဆိုရင်သူ့ဘဝကဟိုလီဒါမဖြစ်ဘူးပေါ့အဲကျွန်တော်သူ့ဘာရှင်းမြင့်မိတာနော်ဟုတ်ပါဘာရှင်းမြင့်လို့အရင်ပြောက်သွားတယ်အရင်ပြုတ်သွားတာအဲ့တော့ဘဝဆိုတာအဲ့တိုင်းပဲမိမိလှုပ်ရရမယ်လှုပ်တဲ့အခါမှာလဲဆုံးရှုံးတာနဲ့အော်မြင်တာနှစ်ခုတော့ရှိတယ် ဒါပေမဲ့ဆုံးရှုံးရင်ပိုကောင်းတယ်။နောက်အလုပ်တွေကြာလို့ရှိရင်အစအစမှထိထားရဆိုလို့ရှိရင်နောက်အလုပ်တွေကြာလို့ရှိရင်ဘယ်လိုဆောင်ရမလဲဆိုတော့ဆရာကောင်းရှာမယ်။နောက်တစ်ခါမိကောင်းရှာမယ်။နောက်တစ်ခုကတော့ဒီလုပ်ငန်းတွေကိုဘယ်လိုစူးစမ်းပြီးဆောင်ရွက်လို့ရမလဲဆိုတော့နီးလန်းတွေရှာပါတော့။အခုရှာဖွေတွေ့ရှိပါလား။ရှာဖွေတွေ့ရှိရှာဖွေတွေ့ရှိကျွန်တော်တို့ကုမ္ပဏီရတဲ့သင်္ကန်းတွေလည်းရနေပါသင်္ကန်းဆိုင်ရအနိကတ်တင်ပေးတယ်နော်။အဲ့တော့ကျွန်တော်တို့ဒီအိမ်လေးကတော့တကယ်ဒုက္ခ ပရိသာတို့ပြေးထားတယ်ကျွန်တော်ကြိုက်ထူဖျားမှာ၉ချိန်မြောက်အဋ္ဌံပြုတဲ့အချိန်မှာဟိုတရားထိုင်နေတဲ့ဒီအိမ်ပိုင်ရှင်အန်ဒီနဲ့အဘကသူတို့စိတ်ချမ်းသာမှုတွေထာဝရဖျားဖျားရရှိပါစေဆိုတဲ့အတိတ်နှမိတ်နဲ့ဒီအိမ်လေးကိုပြေးလိုက်တာဖြစ်ပါတယ်အဲ့တော့ဒိဋ္ဌာသမကတော့အင်ရှင်လဲစိတ်ချမ်းသာတယ်အင်ရှင်အဘနဲ့အန်ဒီကလည်းအမြဲတမ်းစိတ်ချမ်းသာတယ်ရည်လုံးလို့နော်တွားလိုက်တော့တရားစိတ်ချမ်းသာလို့ရင်းကောင်းတော့ဥမယ် တော့သူလဲဒီရောက်တော့စိတ်ချမ်းသာပါသူ ဆုံးရှုံးတဲ့ငွေကိုကျွန်တော်ကငါးသိန်းပြန်ပြန်ပြောထားတာเนาะဟုတ်ကဲ့ဒီဘက်ရူဘင်းနေကိုလောင်းပြီးသားရင်သူငါးသိန်းချင်းပြန်ပြန်ပြောထားတယ်အဲ့တော့ဆရာကုအလုံးလောက်လဲအတွေ့အကြုံလေးခေါင်းဆောင်လောက်ကတော့ဘယ်လိုခံစားရလဲခေါင်းဆောင်လောက်ကတော့စိတ်တော့နည်းနည်းကြင်ကြက်ထားပေါ့အကလုံးပတ်ပြီးတော့ပူပင်းနေသေးရတော့အလုပ်သမားရောအလုပ်ပြီးသေးရော အဲ့လိုအချိန်မီမီပြီးမှတော့ဗာရောအဲ့လိုပေါ့အရင်နောက်လိုက်တော့ free ရိုက်တာပေါ့နောက်လိုက်ကတော့ဒီတိုင်းပဲနေကုန်ပြီးတာပဲဘုရောညအိတ်မပြောဘူးကွာအိတ်မပြောဘူးစိတ်သာမလဲအတွက်ကိုစိတ်သာတယ်ဘုရောအရင်ပြုတ်မလဲဟုတ်ဘုရောတူကပြေတာစိတ်ချမ်းသာစိတ်ချမ်းသာပါဟို Asian and ရောစိတ်ချမ်းသာစိတ်ချမ်းသာတယ်ဃဝင်းနဲ့လာသေးလားလာတယ်အဲ့ဒီဃဝင်းနဲ့လာလားလာတယ်အခုမှ ကျွန်တော်တော့အိမ်လည်းခေါဝင်းနဲ့လာလားခေါဝင်းမပါဘူးဟုတ်ကဲ့အန်ဒီလာခေါဝင်းဟုတ်ကဲ့အဲ့နော်အန်ဒီရောဒီအရှင်အရှင်ဘာနဲ့အန်ဒီရောလာလိုက်ဆက်ချင်းသားလဲဆက်ချင်းသားလဲအဲ့တော့ကျွန်တော်တို့ရေမောမောတွေပါရေမောမောရေကောရေရပါစေဒီရောဆက်ချင်းသားဟုတ်ကဲ့အဲ့တော့တပည့်ကနောက်ထပ်အလုံးတွေတော့ထပ်လိုချင်သေးလားလိုချင်ပါလေလိုချင်ပါအစီအပြေချောပချောမှုနဲ့ ပြီးတော့လည်းကျွန်တော်လုံမှာပါအဲ့တော့အလုံးနဲ့တည်းရရင်လည်းယူမှာပါအဲ့တော့ဆူလက်ပိုင်နဲ့လုံတဲ့အထက်မှာဘယ်အချက်လေးတွေသဘောကျတယ်လုပ်ငန်းပစ္စည်းပစ္စည်းအရလိုအပ်ချက်တွေချက်ချင်းရောက်တယ်အဲအချိန်ပြီလဲပို့ပေးနိုင်တယ်ကျွန်တော်တို့ကလည်းအချိန်ပြီလုံလုံနိုင်တယ်ပေါ့ဟုတ်ကဲ့အဲအဲ့ဒါကိုငွေကြီးပိုင်းကျတော့လဲကျွန်တော်တို့ပြီးရင်ပြီးသလိုအဲ့လိုရတဲ့အတွက်ကိုကျွန်တော်တို့စိတ်ချမ်းသာပါတယ်စိတ်ချမ်းသာနေထိုင်စားရတောက်ရစားအကုန်ကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်စိတ်ချမ်းသာပါတယ်အဲအခု ။နောက်ဒီမှာအင်ဂျင်နီယာတွေကဘယ်လိုပံ့ပိုးတယ်။အင်ဂျင်နီယာတွေကလည်းအဆအဆကျွန်တော်မသိတာတွေအကုန်လုံးလိုက်ပြီးတော့ပြောပြပါတယ်။တင်းတွန်းနေဆုံးပါတယ်။လွယ်ချက်တွေအကုန်ထောက်ပြပါတယ်။အဲ့တော့ဒီမှာစစ်စေးဘွက်များလား။ဒီဒီဘွဲများတယ်လို့လို့မဟုတ်ဒီလိုပဲအလုံးအလုံးတစ်ခုကတော့ဒီလိုပဲဆေးရဆေးရတော့ရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့ဒီလိုမျိုးပဲ quality control တင်းနေရအဓိကကတော့ချက်လိုက်စစ်တယ်ဟုတ်စစ်တယ်ချက်လိုက်စစ်ပါတယ်စစ်တိုင်းစစ်တယ်နော် ဆက်လိုက်စေတယ်ကျူစီလည်းအများတန်းဝင်ပါတယ်ကျွန်တော်တို့ဥပမာဒီတိုင်တစ်ခုလောင်းမယ်ဆိုလို့ရှိရင်ကျူစီဒီဘက်ဒီဘက်ကြီးရကျွန်တော်တို့ကအကုန်လုံးပြပေးရပါတယ်သူတို့လက်ခံပြီးဆိုကမှကျွန်တော်တို့ကဒီလုပ်ငန်းကိုဆက်ပြီးဆောင်ရွက်ပါတယ်ဟုတ်ကဲ့အဲသူတို့ကဒီမှာကျွန်တော်တို့ကုမ္ပဏီကကျူစီတင်းနေရှိတော့အချက်ဒီအဆင့်လိုက်တိုင်းမှာစစ်ဆေးဖွဲ့တွေကချက်ကောင်တာချက်ရီချက်ပေါ့နော်ရီချက်ကောင်တာချက်အကုန်တော့ရှော့လုပ်တယ်အဲ့တော့အဲ့မှာပညာရရလားပညာရလည်းရပါတယ်ရရနော်လွယ်ချက်ဟိုဘာဖြစ်တဲ့ပိုတာလိုတာတွေကျွန်တော်တို့က ဆင့်ချိန်ပြီးပြန်ပြီးတွေးတော့လို့ရပါတယ်။ဟုတ်ကောင်းပြီ။ဆင့်ချင်စရာတခုတော့ပြောပါဆင့်ချင်စရာရှိတယ်။ဆင့်ချင်စရာတော့ဘာဆင့်ချင်စရာရှိရဲ့။လောလောလလကတော့ကျွန်တော်တို့ဒီမှာတော့အလုံသမားအဓိကပြဿနာပေါ့လေ။ဟုတ်ပြီဘာဘာခက်ခဲရှိလဲ။လိုအပ်ကိုကလိုအပ်တဲ့နေရာကိုလိုအပ်တယ်လို့ထည့်လို့ မရဘူးတို့ဘာရှားပါနေရှားပါတယ်ပေါ့တို့ဘာပြီးနေကြတယ်ခေါလို့မရဘူးခင်ဗျဟုတ်လားအဲ့ဒါချက်တယ်ကျတဲ့ဟာတော့အကလို့အဆင်ပြေတယ်အဆင်ပြေတယ်တို့ဘာရပြီးနေကြတယ်တဲ့ပြီးနေရတာအဲ့လိုပဲပေါ်ခေါ်လိုက်ပါသွားလိုက်ရစိတ်ကြော်ရတယ်ကောမျိုးကြီးဒုက္ခပရိသတ်အိမ်မှာစိတ်ချမ်းသာရနော်စိတ်ချမ်းသာပါလေနဲ့သူနဲ့ရုပ်ရှင်ရလို့ရပြီလားဟမ်အော်မျိုးနဲ့ရုပ်ရှင်ရလို့ရတယ် သူကကျွန်တော်ရဲ့ဒီငကိုကျွန်တော်လက်ရှိနေတဲ့အိမ်မှာကျွန်တော်မိတ်ဆွေ ဆောက်လေကုံဒီမှာဆောက်တော့ကသူကအိမ်ကိုအဆောက်ဆောက်အိမ်ဆောက်ခဲ့ပြီလေအဲ့ဒီအိမ်ဆောက်ခဲ့ပြီလေကျေးဇူးရှိရတဲ့ကျွန်တော်သူ့ကိုကျွန်တော်ကပြန်ဆရာနေကန်ထရိုက်တာဖြစ်အောင်နော်ကန်ထရိုက်တာပြတော့သပွေးသပွေးဘာပြောင်းတော့သူ့ရဲ့ဘဝကိုမြင့်တင်ပေးထားတာပေါ့နော်အောက်တော်မပြောကြသေးဘူးမကြသေးဘူးကဲအောင်မြင်ပါစေနော်ခေါ်ရအောင်မြင်ပါစေ